လုတ်ပဲလိုက်ရှာနေစရာမလိုဘူးကွာကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီအလုတ်ကိုဖန်တီးရလူစရာဖြစ်လို့ရတယ်ငါကြောင်းကျင်တဲ့ပညာလေးနဲ့ဘယ်လွတ်လွတ်ရင်ကောင်းမလဲဘယ်ကုန်ဒီမှာလွတ်လွတ်ရင်ကောင်းမလဲဒီကုန်မှာလွတ်ရင်ငါဘာအကျိုးခံရကုန်ရရမှာလဲအဆရှိတဲ့ပြည့်ကျွန်တော်တို့အမြဲတမ်းလိုက်ရှာနေစရာမလိုပါဘူးကိုကိုယ်တိုင်အဲ့ဒီအလုတ်တစ်ခုဖန်တီးပြီးတော့ငွေရှာလို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုရောက်နေတဲ့ social media ခေတ်ကြမှာကို့မှာဘလို့အရေးချင်းမဲ့ရှိရှိဘလို့ skill set ပဲရှိရှိလားကျွန်တော်ပြောပြမယ်ကို့ကစပင်ညက်တဲ့လူတယောက်ပဲထားအောင်ဆိုင်ကနေဖွင့်ပြီးတော့ customer ဝင်လာတာကိုစောင့်နေတယ်ဆိုတာနဲ့ကိုကိုယ်ရဲ့စပင်ညက်တဲ့ဆိုတာကိုချပြမယ်ကိုညက်ပေးလိုက်တဲ့ client ရဲ့နေကို social media မှာချပြမယ်ဒီနေ့လူတော့မသိဘူးကျွန်တော်တို့သိကြတယ်ပြောချင်တာအဲ့လိုမျိုးဖြစ်လာပြီဆိုရင်အဲ့လိုငါ့ရဲ့ဆိုင်ကနေတော့လူတယောက်ဝင်လာမှညက်ပေးတဲ့ဆိုတဲ့နေရာနေပြီးတော့ငါညက်ပေးတော့လိုချင်တဲ့လူတွေဆိုတဲ့အနေအထားဖြစ်လာတယ် စဉ်းစားကြည့်အဲ့ဒီအနေထားကိုစဉ်းစားကြည့်ဒါဆီယံဝင်လည်းဖြစ်နိုင်တယ်ဒါ iPhone နဲ့ရောင်းနေတဲ့လူလည်းဖြစ်နိုင်တယ် Gen Trainer လည်းဖြစ်နိုင်တယ်ပြောချင်တာလူတိုင်းအကုန်ဖြစ်လို့ရတယ် Social Media မှာခြေနေရအရန်ကွာရယ်နော်ကျွန်တော်တို့ဘက်ကလှုပ်ဖို့ကဘယ်လိုလုပ်မလဲဆိုတဲ့နီးလန်းတစ်ခုပဲတီးဖို့လိုအပ်တာဒါပေမဲ့ခုချင်းညလိုအဲ့လိုနီးလန်းနေမတီးဘူးဆိုရင်ကျွန်တော်တို့ပြောလို့ရတဲ့ခုက Social Media မှာစင်ပြင်းတဲ့လူတွေကြည့်ပြီးတော့အော်ဒီကောင်က လိန်စားနေတာပါတကောလေတလုံးနဲ့ရှောက်ရှူနေတာပါအစားရှိပဲဒီလိုမျိုးအဆုံးသက်နေပဲကိုယ့်ရဲ့ဘဝကြီးကိုအကြောင်းပြချက်တွေပေးမိနေပါလေပဲအကုန်လုံးဖြစ်နိုင်နေပါပြီဆိုရှယ်မီဒီယာကမှာဝင်ဝင်ရှာလို့ရတဲ့ပုံစံကအရင်အထက်ကိုအရန်အောင်မှပဲကုန်နေပါပြီချပြဖို့ရယ်နီလန်တိဖို့ရယ်တကယ်လိုက်လို့ဘယ်လိုမှမရပါဘူးဆိုတော့ကိုကိုကိုဘလို့အကြောင်းပြချက်တွေပေးအောင်ပါလေ